လူအများနဲ့အလုပ်လုပ်နေရတဲ့သူတွေ၊တေးနဲ့အလုပ်လုပ်နေရတဲ့သူတွေမဖြစ်မနေကိုဖြည့်ဆည်းထားရမယ့်စကေးတစ်ခုကပြောဆိုဆက်ဆံရေးစကေးပဲဖြစ်တယ်။လူအများနဲ့ဆက်ဆံနေတဲ့အခါမှာလူတွေရဲ့အကြောင်းကိုအခြေခံသိထားဖို့လိုအပ်တယ်။တကယ်လို့လူတွေရဲ့အကြောင်းကိုမသိထားဘူး။ကိုယ့်ရဲ့လိုအပ်ချက်ကိုပဲအခြေခံပြီးတော့စကားတွေတွားပြောမှဒါမှမဟုတ်ကိုယ့်ရဲ့အဖွဲ့အစည်းနဲ့မီတင်တွားလုပ်တဲ့အခါမှာလည်းကိုယ့်ဘက်ကိုမလိုက်လာနိုင်ကြဘူး။ဘာလို့လဲ။ကိုယ့်ရဲ့စိတ်ကိုအခြေခံပြီးတော့စကားတွားပြောကြ။အားစုကအဲ့လိုမျိုးနဲ့ပြောဆိုဆက်ဆံကြတယ်။မရဘူး။ကောင်းဆောင်ကောင်းတယောက်ဖြစ်ခြင်းတယ်။အလုပ်ရှင်ကောင်းတယောက်ဖြစ်ခြင်းတယ်ဆိုရင်ပြောဆိုဆက်ဆံ ံတတ်ဖို့အရန်ကိုအရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့လူရဲ့စိတ်ထားမှာ၄မျိုးဆိုတာရှိတယ်။အဲ့ဒီ၄မျိုးမှာထားရှိတဲ့တန်ဖိုးမတူဘူး။ဥပမာ ောင်လူမျိုးနဲ့မီးလူမျိုးကအလုပ်ကိုတန်ဖိုးထားတယ်။မြစ်ခင်လူမျိုးနဲ့နေကြခင်းလူမျိုးကဆက်ဆံရေးအပိုင်းကိုတန်ဖိုးထားတယ်။သူတို့နဲ့စကားတွားပြောတဲ့အခါမှာတကယ်လို့ဆက်ဆံရေးအပိုင်းကိုတန်ဖိုးထားတဲ့သူအလုပ်အကြောင်းကိုအရင်တွားပြောမယ်ဆိုရင်သူတို့ရင်ထဲကစကားတော့တိတ်ပြီးမဖွင့်ပြောတတ်ကြအောင်။နှွေးထွေးမှုဆိုတော့သူတို့မရအောင်။တကယ်လို့အလုပ်ကိုတန်ဖိုးထားတဲ့သူကတခြားအကြောင်းကိုပဲလှက်ပတ်ပြီးပြောမယ်ဆိုရင်သူတို့ကစိတ်မရှိတော့ဘူး။အဲ့လိုမျိုးတွေဖြစ်တတ်တယ်။ကိုယ့်ရဲ့ဝန်ထမ်းတွေကိုယ့်ရဲ့အလုပ်ပေါ်ဂိုင်ဘက်တွေကောင်းစွာဦးဆောင်တတ်ခြင်းတဲ့ဆိုဒီစကေးကိုမဖြစ်မနေဖြည့်စည်ထားကြပါလို့ကီတီပြောချင်။ကီတီကိုယ်တိုင်လည်းအရင်တော့ ကဒီ scale ဖြစ်မနေဖြစ်စည်းထားရမယ် scale ဆိုတော့ပိုက်ပြီးမလိုအပ်ဘူးလို့ပဲထင်ခဲ့တာ KD ထိုင်းနိုင်ငံမှာခုံငော့အစီမှာတင်တန်းတက်ပြီးဒီ scale ကိုဖြစ်စည်းခွေရတဲ့နောက်ပိုင်းမှာလူရဲ့အကြောင်းကိုသိလာတဲ့နောက်ပိုင်းမှာအယမ်းကိုပြောင်းလဲသွားတယ်ပြောဆိုဆက်ဆံတွေအများကြီးတိုးတက်လာတယ်ကိုရဲ့မိသားစုကနေအကအစကိုရဲ့ဝန်ထမ်းနဲ့ကအစကိုရဲ့အလုပ်ပေါ်ခိုင်ဘက်နဲ့ကအစပြောဆိုဆက်ဆံရဲ့အပိုင်းမှာအများကြီးတိုးတက်လာတယ်အဲ့တော့စကားပြောလိုက်တိုင်းကို back ကိုဖြစ်စေခြင်းတည်းဆိုလူရဲ့အကြောင်းကိုသိထားဖို့လိုအပ်ပါတယ်ဒီထဲမှာနားထောင်နေတဲ့ brand ပိုင်ရှင်တွေ team leader တွေဒီ scale အပိုင်းမှာဖြစ်စေ ီးခြင်းနဲ့ဒါမှမဟုတ်ကိုအောက်ကအဖွဲသားကိုလည်းဒီစကေးပိုင်းမှာတိုးတက်စေခြင်းနဲ့ဆိုရင်စာအောက်ကနေကိုကိုတိုင်းဝယ်ဖတ်လို့ရတယ်ဒါမှမဟုတ်သူတို့ကိုလည်းလက်ဆောင်ပေးခြင်းနဲ့ဆိုရင်အထူးကျေးနဲ့ချေကေတီတို့စီစဉ်ထားပေးပါတယ်တကယ်လို့အားကိုကအောက်ရေဆယ်အုပ်အထက်ဝယ်မယ်ဆိုရင်လည်းအဆယ်အုပ်ရဲ့အထူးစေးနဲ့ချေတို့စီစဉ်ထားပေးပါမယ်ရချင်တဲ့သူကဖိတ်တယ်မှာလာပြီးမေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်